မေဆွေများတို့မင်္ဂလာပါအခုမြင်တဲ့အတိုင်းပဲမော်တာကွိုင်းကတော့ကျွန်တော်တို့လောင်သွားပြီပေါ့နော်မော်တာကွိုင်းလောင်သွားပြီဆိုတော့ဘာကြောင့်လောင်တာလဲဆိုတော့ကျွန်တော်အတိတ်ကြကြအဖြေတော့မသိပေမဲ့မော်တာလောင်နိုင်တဲ့အချက်လက်တွေကတော့ကျွန်တော်ဒီမော်တာဂျိုး၃ဂျိုးမှာတဂျိုး connection လွတ်နေတာပဲဖြစ်ဖြစ် connection စီးခြင်းမှုမကောင်းတာပဲဖြစ်ဖြစ်အဲ့လိုမျိုးဖြစ်တဲ့အချိန်မျိုးမှာကျန်တဲ့နှချောင်းနဲ့အလုပ်လုပ်ရလို့ရှိရင်မော်တာက အာကြိုင်ရေရှိမှာပူလာပူချိန်များပြီးတော့လောင်တက်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့ကျွန်တော်ဒီမော်တာကွိုင်းပေါ်မှာအုပ်ထားတဲ့ပါနဲ့ရေဒီမရှိရတဲ့အခါမျိုးမှာကျွန်တော်တို့ချော့ဖြစ်ပြီးတော့လောင်တက်ပါတယ်တတိယအချက်အနေနဲ့ကတော့ကျွန်တော်ဒီမော်တာကွိုင်းအရင်ဒီကြားထဲမှာညစ်ပတ်နေတာတို့ဘာလို့ဆိုလို့ရှိရင်လည်းလောင်တက်ပါတယ်ပြီးတော့နောက်ဆုံးတစ်ချက်ကတော့ဒီကွန်ထရိုလာဘူးပေါ့နော် အဲ့ဒီ controller ဘူးကကျွန်တော်ရီမော်တာကိုမီးပေးမှမှန်လို့ရှိရင်လည်းမော်တာကလောင်တတ်ပါတယ်အဲ့တော့အခုဒီမော်တာမှာကတော့အော်ဘာကြောင့်လောင်သွားလဲဆိုလို့ရှိရင်တော့ကျွန်တော်ကြည့်ရတဲ့လောက်ကတော့ဒီမှာဒီနောက်မှာဆိုရင်အပူချိန်နဲ့ရမ်းများပြီးပျော်ပြီးတော့ကြိုးတွေပြတ်ကုန်တယ်နော်ဒီမှာတော့စိုးစိုးပါ အဲ့တော့မိတ်ဆွေတို့ကိုယ့်ရဲ့မော်တာကိုမလောင် ကျွန်တော်တို့ဘာကြီးယူဆရမလဲဆိုတော့ကျွန်တော်တို့မိုးရင်းမိုးရင်းတတွင်လုံးကိုကျွန်တော်တို့ကြော်ဖြတ်ပြီးပြီဆိုလို့ရှိရင်မော်တာကိုအာဖြုတ်ပြီးဆစ်ဆီးသင့်ပါတယ်အဲ့တော့ကျွန်တော်မိုးရင်းပြီးွားပြီဆိုလို့ရှိရင်ဒီမော်တာထဲမှာသူရီတွေဝင်မယ်ရင်ငွေးရိုက်မယ်ရင်ငွေးရိုက်ရင်ဒီကောင်နေတန်လိုက်တုံးနေတန်ကြီးတွေတက်မယ်ပြီးတော့ကြီးတွေပိတ်မယ်ကြီးပိတ်လို့ရှင် အမချိုင်လဲတန်ကြီးတက်လာလို့ရှင်ကျွန်တော်တို့ မော်ဒယ်ပတ်မှုအာအရင်မြန်လာတဲ့ခါမျိုးတွေအာအရင်ပူလာမှာပေါ့နော်အဲထဲမှာကြမ်းဖြည်ပူလာရင်ပူလာရင်အရှိအပူချိန်များလာရင်တော့ကျွန်တော်တို့ဒီမော်ဒယ်ကွိုင်းလောင်ဖို့ရခိုင်နှုန်းများပါတယ်အဲ့လိုမဖြစ်ရလေအောင်ကျွန်တော်တို့ကဒီမိုးရင်းပြီးပြီဆိုရင်တော့ဖြုတ်မယ်ဖြုတ်ပြီးတော့တန်ရှင်းရေလုံးမယ်ဒီမှာဆိုရင်လည်းဒါတန်ရှင်းရေလုံးမယ်ပေါ့နော်တန်ရှင်းလုံးမယ်ဒီ coin လေးဆိုတော့ကျွန်တော်တို့ဒီတန်ရှင်းလုံးမယ်ပြီးလို့ရှိရင် banet ပြန်အုပ်မယ်ဒီဘောကဘာနဲ့ပြန်အုပ်အချောက်ခံပြီးလို့ရှိရင်ဒီမော်တာဘောတွေကောင်းမကောင်းကျွန်တော်တို့စစ်မယ်မော်တာဘောတွေကောင်းသေးရဆိုရင်ကျွန်တော်ဒီကောင်တွေကိုခွာထုတ်ပြီးတော့အမဲစီထည့်မယ်ပြီးတော့တေချာပြန်လုံးမယ်အဲ့ဒါဆိုရင်မိတ်ဆွေတို့ဒီမော်တာကိုရေရှည်အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်အဲ့တော့ပြက်မှာပဲပြင်မှာဆိုလို့ရှိရင်တော့ဆိုးကျိုးကတော့ပုံများတယ်နော်ကုန်ကျစရိတ်တွေလည်းများသွားလိမ့်မယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့အနည်းဆုံးတစ်နှစ်ကိုတစ်ချိန်လောက်တော့ဖြုတ်ပြီးတော့ဆာဗစ်စင် လုပ်ပေးတင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ